မင်္ဂလာပါရှင်ချစ်ခင်လေးသားပါတော့မိဘပြည်သူညီကိုမောင်မများရှင်ဒီကနေ့2023ခုနှစ်မတ်လ10ရက်နေ့ဒီမှာစွန်တော်ချိန်နနက်၈နာရီချိန်မှာကျမတို့ Skype နဲ့ Activate ခွဲသားရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်မှာဖြစ်ပါရဲ့ရှင်မိဘပြည်သူများကိုကျမတို့အခုသတင်းပေးတင်ဆက်မယ့်အကြောင်းအရာကတော့သမရာကြီးဦးသိန်းစိန်ဦးဆောင်နဲ့ချစ်ကြီးရဲ့ဖွဲ့ဟာဥရောပတမကအဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ Norway, Finland, Austria, Belgium နဲ့ Italy နိုင်ငံတို့ကို ချီခီထွက်ခွာခဲ့ပြီးတော့ဒီကနေ့မှာတော့ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်သို့ပြန်လည်ရောက်ရှိမယ့်အကြောင်းအရာကိုကျွန်မတို့သတင်းပေးကြဆက်မှာဖြစ်ပါရရှင်။မိဘပြည်သူများရှင်။ပြည်သူ့သမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ဦးဆောင်နဲ့ချစ်ကြည်ရဲ့အဖွဲ့ဟာပြီးခဲ့တဲ့2023ခုနှစ် February 25ရက်နေ့မှာနေပြည်တော်မှနေစတင်ပြီးတော့ထွက်ခွာခဲ့တာဖြစ်ပါရရှင်။ February 26ရက်နေ့မှာတော့နော်ဝေနိုင်ငံကိုရောက်ရှိခဲ့ပြီးတော့ March 1ရက်နေ့မှာတော့နော်ဝေနိုင်ငံမှာဖင်လန်နိုင်ငံသို့ဆက်လက်ထွက်ခွာပြီးတော့ရောက်ရှိခဲ့တာဖြစ်ပါရရှင်။ မတ်လ3ရက်နေ့မှာတော့ဖင်လန်နိုင်ငံမှာထွက်ခွာပြီးတော့အော်စတီးရားနိုင်ငံသို့ရောက်ရှိခဲ့ပါတယ်ရှင်။အဲဒီနောက်မှာတော့ဘယ်လ်ဂျီယံနိုင်ငံအီတလီနိုင်ငံတို့ကိုဆက်လက်ပြီးတော့ချစ်ချီရီခီထွက်ခွာခဲ့ပြီးတော့ဒီကနေ့2023ခုနှစ်မတ်လ10ရက်နေ့မှာတော့ကျမတို့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်ရှင်။ကြံခဲ့မှာဆိုရင်တော့ရန်ကုန်ပြည်ပဆိုင်ရာလေသိပ်ကိုသမရာကြီးဦးဆောင်တဲ့ချစ်ကြီးရဲ့ခွဲပြန်လည်ရောက်ရှိတော့မှာဖြစ်တာကြောင့်ပြည်ပပြည်သူများကိုကျွန်တော်ဆက်လက်ပြီးတော့တင်ပြရယူကြဆက်ပေးပါအောင်မယ်ရှင်။ စမ်းလင်းဖြစ်ပါတယ်။မြန်မာနိုင်ငံစီကုံတွေနဲ့စီလုံငန်းရှင်များအတင်းအတွက်ပဲတင်မှုဖြစ်ပြီးတော့ရမက်စီစဲမှာလည်းဘူလုံးမှုဆောင်တယောက်ဖြစ်ပါတယ်။ဒီနေ့တော့နိုင်ငံဝေဘ၅နိုင်ငံဝေဘတမကအဖွဲ့ဝင်၅နိုင်ငံချစ်ချီခီတောက်တဲ့နိုင်ငံတော်တမနာကြီးနဲ့အဖွဲ့ဒီနေ့ပြန်လည်ရောက်ရှိလာမယ်ဆိုကြားရတဲ့ကျွန်တော်တို့ကဝမ်းသာကုန်ယူစွာနဲ့လာရောက်ကြိုဆိုရခြင်းဖြစ်ပါတယ်။အဲ့တော့အများကြီးထောက်ကူပြုပါမယ်။အရင်တော့ဆို EU ကကျွန်တော်တို့နိုင်ငံမြန်မာနိုင်ငံကို session တွေလုပ်ထားတယ်။အခုဆိုရှင် DR လည်းဖြေလျှော့သွားပြီ။ ကျွန်တော်တို့နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ MOU တွေလည်းအကုန်လုံးဟိုမှာဟိုဘက်နိုင်ငံမှာတက်ဆိုင်ရလူကြီးတွေအကုန်လုံးထိုးတာဝန်ယူပြီးတော့လက်မှတ်တွေထိုးနေကြတာကြီးလည်းအကုန်လုံးတွေ့ရတယ်ပြည်ပြောင်းလဲကြီးလည်းအများကြီးပေါ်ဆောင်နိုင်ခဲ့တယ်ဒီအတွက်လည်းကျွန်တော်တို့အားရကျေနပ်မိပါတယ်ဟောနိုင်ငံတော်တမန်ကြီးကတော့ကျွန်တော်တို့ပြည်သူလူထုတွေအားလုံးအားနေပြီးတော့အခုချိန်မှာတော့ပြည်သူတွေအားလုံးရဲ့အားကိုးအားထားရတဲ့နိုင်ငံတော်တမန်ကြီးဖြစ်နေအားလုံးကရင်ထဲမှာနှလုံးထဲမှာရှိနေကြပါတယ်လို့ပြောချင်ပါတယ် ကျမနာမည်ခန့်ခိုင်နွယ်ပါကျမအထက်ချုပ်လုပ်ငန်းရှင်များအတင်းရဲ့အတွင်းမှုလည်းဖြစ်ပါတယ်ကုန်သက်စမှုအတင်းချုပ်ရဲ့အတွက်ပဲအထူးတွင်းမှုလည်းဖြစ်ပါတယ်ရှင်အော်လာကြွားတဲ့အကြောင်းကိုရိုးရှင်းဖြေရရင်တော့တမန်ကြီးကိုအထူးကျေးဇူးတင်လို့ပါနော်ဘာကြောင့်တင်ရလဲဆိုတော့ကျမတို့ဘယ်နေရာသွားသွားပေါ့နော်တကဘာလုံးကြိုက်တဲ့နေရာသွားသွားကျမတို့ကမျက်နှာမော်တော့သွားလို့ရလို့ပါအဲ့ဒါကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့အော်ကျမတို့ဒီဥရောပဥရောပသမဂ္ဂရဲ့ဟို ခွန်အထူးအခွင့်အရေးပေါ့နော်အခွန်လွတ်ငြိမ်းခွင့်ပေါ့နော်အဲ့ဒီဟာအတွက်ကတော့ကျွန်တော်တို့ဒီတောက်လျှောက်ကိုစကားပြောနေခဲ့ကြတာပေါ့နော်အဲ့ဒီကိစ္စလေးတွေလည်းမမြန်လေးကောင်းထစ်ပေါ်လာမယ်လို့ထင်ပါတယ်ရှင်မကြခင်ကာလပေါ့ရပ်ပိုင်းတွင်မယ်လို့ကျွန်မပြောလိုက်ပါတယ်တနာကြီးကိုမြန်မာပြည်သူပြည်သားအားလုံးကကျေးဇူးအထူးတင်နေပါတယ်လို့နော်ဟိုတနာကြီးအတွက်ကုန်လဲယူပါတယ်နော်ပြီးတော့ကျွန်တော်တို့ဟောဒီလိုဟိုအရင်နဲ့မတူဘူးပေါ့နော်ဘယ်ညာသုံးသပ်ဘယ်ညာလာမှာမြန်မာဆိုရက် မျက်နာတကူတော်တော်ပွင့်လာတာတော့ဟိုစကားနဲ့ပြောလို့မရဘူးလို့ကျမထင်တာပဲကျေးဇူးတင်တဲ့ကိစ္စပါဒါကြောင့်ကျမဒီကိုရောက်လာတာပါကျမတွေမဟုတ်ရှင်ကျမတို့အထက်ချက်လုံကကလေးတော်များလဲလာကြပါတယ်ဟိုကျေးဇူးတင်ပါတယ်လို့ညီမနာမည်ဦးမခိုင်ပါဟိုလာပြီးတော့အဲ့လိုပေါ့တမန်အကြီးကလည်းသွားပြီးတော့နိုင်ငံအတွက်လုပ်ပြီးတော့ကိုလည်းလာပြီးကြိုရင်နဲ့ဆက်နိုင်ရှိလို့လာကြတာပါဟိုအတင်းဖွဲ့တစ်ခုနေနဲ့လာပါ UMSCCI ဖွဲ့ရတာ တမလာကြီးကျမ်းမာပါသည်ချမ်းသာပါသည်ရှေ့လျှောက်လည်းပြည်သူတွေအတွက်အများကြီးလှုပ်ပေးနိုင်ပါသည်ညီမနာမည်မေတ္တနာကျော်ပါကဲအဲတမရာကြီးကိုအရင်လေးစားပြီးတော့အရင်သူလုပ်တဲ့လုပ်ရည်တွေကိုပေါ့နော်အရင်လေးစားပြီးအရင်ချစ်ခင်တဲ့အတွက်ကြောင့်လို့တမရာကြီးကိုဒီဂုံပြည့်ဆဲအကြောင်းအားလေးသိစေချင်လို့လာကြိုတာပါအာမနက်အာ6နှစ်နာရီလောက်ကပါတမရာကြီးကျန်းကျန်းမမနဲ့မြန်မာနိုင်ငံရဲ့ကောင်းကျိုးတွေကိုအများကြီးလုပ်နိုင်ပါစေလို့ဆုတောင်းပူပါတယ် ပြောလေဟိုကိုယ်နိုင်ငံကောင်းမှုအတွက်ပေါ့နော်ဒီကြီးကြီးကြီးသွားဟုတ်တာပဲဟိုဒီအတွက်လည်းဟိုဒီဟာကိုလာပြီးကြိုးဆိုတာပါဘာလေးပြောင်းလဲပြစ်လာမယ်ဆိုတော့အများကြီးရောကိုယ်အနေနဲ့ပေါ့နော်မျော်လင့်လို့မရဘူးဆိုရင်တော့မှအရင်တော့ရှိခဲ့တဲ့မရခဲ့တဲ့အကူအညီတွေကိုပြန်ရမယ်ပြီးတဲ့အခါကျတော့အခုနိုင်ငံပေါ်မှာရှိရဲ့ ွေးမိတော်တော်များများပေါ့နော်အခုဒီ Sky နဲ့က up to date မှာကြီးရတာလည်းဒီကြွေးမိတော်တော်များများကိုရှော့ပြစ်တာတွေအခုညီပေးမဲ့ budget တွေအများကြီးကိုကြားနေရတော့အခုဝမ်းသာပါတယ်ကြီးရင်းနေတယ်ဘာပဲပြောပေါ့နော်ဒီလိုထောက်ပံ့တဲ့ဟိုဟာတွေရတော့ကိုယ်နိုင်ငံတိုးတက်ဖို့အတွက်အားကြီးစင်ပြပါတယ်ဒီကတော့ဗျာကျွန်တော်ကင်မရာကိုလာကြိုးတယ်ဆိုတော့ကင်မရာကိုယုံလို့ပေါ့နော်ဟိုထောက်ခံလို့အားပေးလို့ပေါ့ဒါတော့တည်ကြတယ်လေကျွန်တော်မထောက်ခံနဲ့အားမပေးတဲ့ကျွန်တော်အယုံကြည်မရှိရဆိုကျွန်တော်လာကြုံမှာမဟုတ်တာတည်ကြတယ်လေ ကျွန်တော်ကြားတော့အဓိကတော့ကျွန်တော်တစ်ခါမှမရခဲ့ဘူးတည်တဲ့ GSP ပေါ့ဗျာအဲ့ဒီဟာကိုကျွန်တော်နိုင်ငံမှာရဖို့ဆိုတာကဟိုခေတ်ဆက်ဆက်မှာဘလို့မှမလွယ်ခဲ့ဘူးမဖြစ်ခဲ့ဘူးเนาะအဲ့တော့တကယ်အရေးပါတဲ့အတွင်းစီမှာရှိတဲ့သူတွေကလည်းဒါကိုမပေးဘူးပေါ့เนาะကျွန်တော်မပေးဘူးပေါ့အဓိကကအဲ့တော့ဒီမှာရအခုအဲ့ဒါကိုယုံကြည်မှုသွားပြီးတော့တိဆောက်ပြီးတော့ဒီအခွင့်အရေးလေးကိုရအောင်ယူလာနိုင်ခဲ့တယ်ပေါ့ဒါကျွန်တော်တို့ကြားသိရတယ်လေ ဆိုတော့ဒီ GSP ကျွန်တော်ပြန်ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဥပမာနိုင်ငံသားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအခွန်တွေပေါ့ဟိုကနော်ပေးရတဲ့ tax တွေကတော်တော်များများပြောကြသွားမယ်ဥပမာ5 5% to 23ပေါ့နော်20ကျော်ကျော်လောက်တိကိုကျွန်တော်တို့တတ်တာသွားနိုင်တဲ့အနေအထားမျိုးတွေရှိတယ်အဲ့ဒီကကျတော့ကျွန်တော်လုပ်ငန်းရှင်တွေဘက်ကဒီလိုမျိုးအခွန်မှာနော်ပေးရဆောင်ရတဲ့ဟာမှာတတ်တာသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အခြေခံလူတန်းစားတွေအလုပ်သမားတွေပေါ့ ဒီအလုံသမားတွေကိုပင်းတဲ့လာစာတွေဟာဥမာ5%လောက်တက်လာတက်လာမလားတက်ကောင်းတက်လာနိုင်တယ်လေအဲ့တော့ကျွန်တော်တို့အခြေခံလူတန်းစားတွေအတွက်လည်းအကျိုးရှိလာနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့တိုင်းပြည်အတွက်ကျွန်တော်နိုင်ငံအတွက်အရန်တော့အရန်ကိုကောင်းတဲ့ဟိုအခွင့်အရေးတခုပေါ့လေเนาะအလားလာကူဒါကိုလည်း အောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်လို့ကြားတယ်ဟိုနိုင်ငံတော်အတွက်အကောင်းဆုံးလှုပ်ဆောင်ပေးနေတဲ့သမရာကြီးကိုဂုဏ်ပြုတဲ့အနေနဲ့လာပြီးကျေးဇူးပေးတာပါအာသမရာကြီးတိထပ်ပူပြီးတော့မှကျမပါစေလို့စိတ်လဲချမ်းသာပါစေလူလဲကျမပါစေလို့အများပြည်သူတို့ကိုကောင်းဆုံးနေလဲဒီထက်မကလုတ်ပေးနိုင်ပါစေလို့ဆုတောင်းဆုမွန်ကောင်းတောင်းပေးပါရစေ။အော်ဟုတ်ကဲ့ပါကျွန်တော်ဒီအချင်းရောကျွန်ရဲ့အနည်းပညာညီကောင်မောင်နှမရေနဲ့ တမားရတော့ချုပ်ဖို့အစီအစဉ်ရှိရဲဆိုလို့ကျွန်တော်ပါလာတော့ပါနောက်ကြတော့ကျွန်တော်ကလည်းလိုက်ချင်တယ်အဲနောက်ကိုရဲ့ဒီကိုနိုင်ငံအောင်ပေါ့နော်ဒီလိုဖွံ့ဖြိုးတိုးတက်အောင်ဆက်ဆက်ရာနေပြီးတော့လုပ်ပင်းရကိုတမားရနောက်အကြောင်းမှအမှန်တိုင်းပါအပြင်မှာလည်းတွေ့ဖို့ချင်လို့အားကြောင်းပါဟုတ်ကဲ့ဟုတ်ကဲ့ပါတမားရနောက်နှစ်ပေါင်းများစွာတက်တော်ရဆိုရှိပါစေနောက်ဘေးရန်ခတ်သိမ်းကင်းကျင်းပါစေလို့ ကျွန်တော်ကတော့တူတူပဲဆူတောင်းတတ်တယ်ခင်ဗျလာကျူတာကတော့ကျွန်တော်ရုပ်ရှင်စီးရုံးခွင့်နဲ့လိုက်လာတာပါပြီးတော့တမနာကြီးကိုလေးစားလို့လာကျူတာအဲတမနာကြီးကျမ်းပါပါစေပြီးတော့ဟိုပြည်သူတွေရဲ့အကျိုးလည်းဒီတမကတည်ပွင့်နိုင်ပါစေလို့ကျွန်တော်ဆူတောင်းပေးပါတယ်တမနာကြီးပြန်လာမယ်ဆိုတော့ကျွန်တော်လာကျူတာပါအဓိကတော့ကုံသက်မှုကိစ္စနဲ့သွားတာဆိုတော့လေကျွန်တော်တို့ဒီမြန်မာနိုင်ငံကကုံတွေပေါ့နော်ဒီထွက်ကုံပစ္စည်းအကုန်လုံးဒါဒီတခြား

တယ်လားပါလို့ပါအားလုံးကကျေးဇူးတင်ပါတယ် ပါသူများရှင်အခုဆိုရင်တော့ဥရောပငါးနိုင်ငံကိုချစ်ကြည်ရေးခီးသွားရောက်ခဲ့ကြတယ်ပြည်အောင်စုသမရမြန်မာနိုင်ငံတော်နိုင်ငံတော်သမရကြီးဦးသိန်းစိန်ဦးဆောင်တဲ့ချစ်ကြည်ရေးအဖွဲ့ဟာကျမတို့မြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိလာပြီးဖြစ်ပါတယ်ရှင်သမရကြီးနှင့်အဖွဲ့ကို1 month တာလာရောက်ကြုံတွေ့ကြရတဲ့ပြည်သူလူထုအပေါင်းကိုလည်းမိဘပြည်သူအနေနဲ့အခုလိုပဲတွေ့မြင်နိုင်ပါတယ်ရှင်ဒီ season ကိုကျမတို့ Sky နဲ့ Update Channel မှာခုံယူစွာဖြင့်တင်ဆက်ပေးလိုက်ပါတယ်ရှင်ကြည့်ရှုအားပေးနေကြတဲ့မိဘပြည်သူကြီးကောင်မောင်များအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်မိဘပြည်သူများအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ